မင်္ဂလာပါရှင်ဒီနေ့မှပြောပြပေးသွားမှာကတော့ငွေစားနှစ်ပြားပါတက်တောင်ပုံမြင်မဲ့ဖြစ်ပါတယ်တခါတုန်းကမောင်ပူနဲ့မဲအိုလို့ခေါ်တဲ့အမတန်ဆင်းရဲတဲ့အိမ်ကြီးချင်းနှစ်ယောက်ရှိကြတယ်မောင်ပူမှာကျက်ဖတကောင်ရှိပြီးမဲအိုမှာတော့ကျက်မတကောင်ရှိတယ်မောင်ပူရဲ့ကျက်ဖဟာကျက်ဖအလုပ်ကိုလုပ်ပြီးမဲအိုရဲ့ကျက်မကတော့ကျက်ဥတွေဥတယ် ဒါပေမဲ့မဲအိုဟာအလွန်အတကြီးပြီးကက်စီနေတဲ့အတွက်ရလာတဲ့ကြက်ဥတွေကိုမောင်ပိုကိုမဝေမျှပဲ သူတယောက်တည်းပဲအပိုင်စီထားတယ်။ဒီနေ့မှာမောင်ပိုက သူ့နဲ့သူ့ချက်ဖရဲ့အဖြစ်ကို တွေးပြီးစိတ်မကောင်းဖြစ်တယ်။သူ့ချက်ဖကိုလည်းမင်းကချက်ဖဖြစ်ပြီးဥမမဥနိုင်တာမင်းအသက်ရှင်နေတာဘာအကျိုးရှိလဲလို့ပြောလိုက်မိတယ် ချက်ဖတ်ဟာရှက်ပြီးအားငယ်သွားတယ်။ဒါနဲ့သူက မောင်ပိုကိုခွေ့တောင်းပြီးအိမ်ကနေထွက်ခွာသွားတယ်။လမ်းမှာခီးသွားရင်းနဲ့ချက်ဖတ်ဟာတောင်းတလုံးကိုတွေ့တယ်။တောင်းနှခဲမှာခြိထားတဲ့အိတ်ထဲမှာငွေစားနှပြပါတာကို တွေ့လိုက်တဲ့အခါဒီပဆန်ကလေးနဲ့ငါသခင်ကိုကူညီချင်လိုက်တာလို့တွေးပြီးအဲ့ဒီတောင်းကို ယူသွားတယ်။သူလျှောက်လာတဲ့လမ်းမှာဘိုအာလို့ခေါ်တဲ့ ချမ်းသာသလောက်လောဘကြီးတဲ့မြေပိုင်ရှင်တယောက်ရဲ့အိမ်ရှိတယ်။မြေပိုင်ရှင်ဟာကျက်ဖရဲ့ငွေစားနှပြားပါတောင်းကို မြင်တာနဲ့လူချင်းလောဘတက်ပြီးနိုင်ထက်စီနေလူယူသွားတယ်။မြေပိုင်ရှင်ကတောင်းကိုလူပြီးတာနဲ့ဝက်ချန်တဲ့ကိုပြစ်ထဲလိုက်တယ်။ကျက်ဖကမြေပိုင်ရှင်ရဲ့တကားဝါမှာရက်ပြီးတထဲကြီးရဲ့ကျွန်တော်ရဲ့ငွေနှပြားပါတဲ့တောင်းကလေးကိုပြန်ပေးပါလို့អော်ဟစ်တယ်။မြေပိုင်ရှင်က သူနဲ့မဆိုင်ဘူးလို့ဟိုဘက်ကိုလှည့်ထွက်သွားတယ်။ကျဖဟာဒီလိုအနိုင်ကျင့်ခံရတာကိုလက်မခံပဲဝက်ချန်နေသွားပြီးတထေးကြီးရေကျွန်တော်ရဲ့တောင်းကလေးကိုပြန်ပေးပါလို့ဆူဆူဝါဝါအော်တယ်။မြေပိုင်ရှင်ကစိတ်တူပြီးကျဖကိုဝက်ချန်နေကနေရေရင်းလေးကြီးရေရင်းကြီးတဲ့စီကိုပြစ်ချလိုက်တယ်။ဒါပေမဲ့ကျဖကရေရင်းလေးကရေအလုံးကိုဘိုက်ထဲဆောက်ယူပြီး အပေါ်ကိုပြန်တက်လာတယ်။ပြီးတော့အရင်တိုင်းပဲကျွန်တော်ရဲ့တောင်းကလေးကိုပြန်ပေးပါလို့နားမခံတာအောင်ဒါရှာအော်ပြန်တယ်။မြေပိုင်ရှင်ကဒေါသပိုထွက်ပြီးကြက်ဖကိုမိဖို့တဲ့ပြစ်ထဲလိုက်တယ်။ဒါပေမဲ့ကြက်ဖကသူ့ပိုက်ထဲမှာဆုပ်ယူထားတဲ့ရေတွေအလုံးကိုမိဖို့တဲ့ကိုဖျန်းလိုက်တဲ့အတွက်မိတွေအလုံးညှိပြီးမိဖို့တဲ့ကနေဘာမှမဖြစ်ပဲပြန်ထွက်လာနိုင်ခဲ့တယ်။ ဒီတခါမြေပိုင်ရှင်ကပုံစိတ်တူလာပြီးကြက်ဖကိုနွားချန်တဲ့ကနွားအုပ်တွေကြားကိုပြစ်ထဲလိုက်တယ်။ကြက်ဖကအဲ့ဒီနွားတွေရဲ့နှုတ်နဲ့ထောပတ်တွေအားလုံးကိုစောက်ယူပြီးပြန်ထွက်လာတယ်။နောက်ဆုံးမှာတော့မြေပိုင်ရှင်ဟာဒီကြက်ဖကိုဘလို့မှမနိုင်တော့ဘူးဆိုတာရိုက်မိပြီးကြောက်ရွံ့လာတယ်။ဒါနဲ့ကြက်ဖကိုဖမ်းပြီး ရွှေတွေငွေတွေထားတဲ့မြေအောက်ခံတဲ့ပြစ်ထဲလိုက်တယ်။ ကျက်ဖတ်ဟာအဲ့ဒီရွှေငွေအားလုံးကိုသူ့ပိုက်ထဲဆောက်ယူပြီးပြန်ထွက်လာခဲ့တယ်။ဒီတစ်ခါမှာတော့ကျက်ဖတ်ကသူ့ရဲ့တောင်းဝန်မတောင်းတော့ပဲသခင်စီပြန်သွားခဲ့တယ်။ကျက်ဖတ်ဟာဘိုက်ထဲမှာရွှေငွေအပြည့်နဲ့မောင်ပိုစီကိုပြန်ရောက်လာပြီးအိမ်ဝမှာရွှေတွေငွေတွေနှုတ်တွေထောပတ်တွေကိုအန်ချလိုက်တယ်။မောင်ပိုဟာကံကောင်းထောက်မစွာနဲ့ချက်ချင်းဆိုသလို ချမ်းသာကြွယ်ဝတဲ့တထေးကြီးတယောက်ဖြစ်သွားတယ်။ဒီလိုနဲ့မောင်ပုံနဲ့သူ့ချက်ဖတ်ဟာပျော်ရွှင်ချမ်းမြေ့စွာနေထိုင်သွားကြပါတော့တယ်။ပုံမြင်လေးကတော့ဒါပါပဲ။ဆက်လက်ပြီးပုံမြင်ထဲမှဘဝသင်ခန်းစာအချို့ကိုကောက်နှုတ်ဖော်ပြပေးသွားပါမယ်။သင်ခန်းစာ1ချက်ဖတ်ကပုံနေမြဲကြားနေမြဲအတိုင်းအိမ်မှာပဲရှိနေခဲ့တော့က အပေါင်းမွေနဲ့ကြက်ဖတကောင်ဖြစ်ခဲ့တယ်။အိမ်ကနေထွက်သွားပြီးနောက်မှာစိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်းသူ့ရဲ့အစွမ်းစားတွေကိုထောက်တောင်းရတဲ့အတွက်အဖိုးတန်တဲ့ကြက်ဖတကောင်ဖြစ်လာခဲ့တယ်။လောကကြီးမှာ ကိုယ့်ရဲ့ပင်ကိုအစွမ်းအစားကိုအတုံးချနိုင်မှအပေါင်းဝင်တဲ့သူအပေါင်းကြတဲ့သူ ဖြစ်မှာဖြစ်တယ်။တင်ငန်းစာနှင်းအင်အားချင်းဘလို့ပဲမမြပါစေဘလို့အခက်ခဲတွေနဲ့ရင်ဆိုင်ရပါစေကြက်ဖတ်ဟာ ူ့အတွက်တရားမျှတမှုကိုပြန်ရဖို့မဆောင်မနစ်တဲ့ဇွဲလုံးလာနဲ့မလျှော့တမ်းစူးစမ်းခဲ့တယ်။မတရားမှုကိုလက်မခံဘဲဇွဲလုံးလာကိုအဖို့ပြုခဲ့တဲ့အတွက်ကြောင့်ချက်ဖတ်ဟာသူ့တခင်အတွက်စီးစိမ်ချမ်းသာကို ဆောင်ကျင်းပေးနိုင်တဲ့အဖိုးတန်ချက်ဖတ်ဖြစ်လာတယ်။ကိုယ့်အတွက်တရားမျှတမှုကိုဘယ်တော့မှလက်မလျှော့ဖို့နဲ့ဇွဲလုံးလာရှိဖို့ကျမတို့တင်ယူကြရမှာဖြစ်တယ်။တင်ငန်းစာ၃ မင်းအိုရဲ့အတကြီးမှုနဲ့အစွဲလန်းကြီးမှုက သူ့စီကိုကောင်းမှုနဲ့အရာတွေရောက်မလာစေခဲ့ဘူးဒီလိုပါပဲမြေပိုင်ရှင်ရဲ့လူချင်းလောဘနဲ့မတရားမှုတို့ဟာသူ့မှာရှိပြီးသားကောင်းမှုနဲ့အရာတွေကိုပါဆုံးရှုံးစေခဲ့တယ်။ဒါကြောင့်လောကကြီးမှာမျှဝေလူဆက်ရှိဖို့နဲ့ထိုက်တန်သလောက်ကိုရောက်ရတတ်ဖို့လိုပါတယ်။အလိုကြီးသလောက်ပူလောင်မှုကို ခံစားရမှာဖြစ်ပြီး ငြင်းငြင်းမှုနဲ့ဝေးကွာနေရမှာဖြစ်တယ်။လောဘရဲ့အနောက်ကမတရားမှုတွေအတွက်တဏှာတကွေမှာပေးဆက်ကြရမှာဖြစ်တယ်။ဒီသင်္ကန်းစာလေး၃ခုကတော့ငွေစားနှစ်ပြားပါစက်တောင်ပုံမြင်မှရတဲ့သင်္ကန်းစာလေးတွေပဲဖြစ်ပါတယ်။